အားလုံးပဲမင်္ဂလာပါရှင်ပုရုသသမီးယာဟုသသမီးများအတွေ့ကိုလပိုင်း29ရက်နေ့ကနေပြီးတော့ဆယ်လပိုင်း9ရက်နေ့ထိတပတ်သာကာလရဲ့ကံကြမ္မာကိုဟောပြီးမှာဖြစ်ပါတယ်ဒီလိုကာလမှာမိမိတို့အတွက်အောင်မြင်မှုများစွာလောက်ရဲ့ရရှိမဲ့အချိန်ကားလို့ပြောလို့ရတယ်ဟောလို့ရတယ်ဒီလိုကာလမှာလုပ်ငန်းတွေတိုးတက်အောင်မြင်သွားလိမ့်မယ် ကြီးခဲ့သူတဦးရဲ့စောင့်ရှောက်ခြင်းမားစာခြင်းတွေကြုံတွေ့ရလိမ့်မယ်ဒီလိုကာလမှာအချိန်တကူကနေတကူကိုတီးတတာပြောင်းလဲရရှိမဲ့အချိန်ကာမျိုးလို့ဟောလို့ရတယ်အဲ့တော့ကံကောင်းခြင်းတွေများစွာရရှိမဲ့အချိန်ကာမျိုးမှာရှိပါတယ်နောက်တစ်ခါကျဒီလိုကာလမှာယာရုတ်တပ်ဖို့တွေရှိတယ်ຢາລຸດຕຶນແນ່ໂຕເນຍອະປຽງແລ້ລີ້ແລຈົ່ງດ້ວຍຍາມແອ່ອ່ຈິງກາມິ້ວມາຊິວ່າແດ່ ဲ့တော့တိုးတက်အောင်ခြင်းအောင်မြင်ခြင်းနဲ့သူရှားတို့တွေတက်တာမျိုးတွေပြောင်းလဲခြင်းတွေကြုံတွေ့ရမယ်ပေါ့နော်ညနေအချက်တစ်ခုကငွေကြေးပန်းဆိုင်ရာအနှဲပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့တက္ကရီကြုံတွေ့ရမယ့်အချိန်ခါမျိုးမှာရှိတယ်အဖက်ဖက်ကနေငွေကုန်ကြေးကြညာနေတဲ့ငွေကုန်မှုအကြောင်းအရာတွေလည်းဖန်သည်ဖြစ်ပေါ်နေတဲ့အဲ့တော့ငွေကြေးပန်းဆိုင်ရာအနှဲတယ် နောက်တစ်ခါကျယုံကြည်ထားလို့ပေးထားတဲ့သူကပြန်လည်မရရှိခြင်းဆိုတာ ਈ ကြုံတွေ့ရဖို့ရှိတယ်။အဲ့တော့ဒီကာလကယုံကြည်မှုယုံကြည်မှုအလွယ်သုံးစားလုပ်ခြင်းခံရတတ်တယ်ပေါ့နော်။နောက်တစ်ခုနောက်တစ်ချက်ကအခြေအိမ်တော်ကြီးပြန်ကောင်းပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဓိကကောင်းတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာတွေပြန်လည်ပေါင်းစည်းညီညွတ်သွားတတ်တယ်။ အိမ်ဟောင်းရဲ့ပတ်သက်တဲ့တာယာချမ်းမြမှုတွေကြုံတွေ့ရမဲ့အချိန်ကာမျိုးမှာရှိပါတယ်။အချိန်နဲ့ပတ်သက်ပြီးတော့ဒီကာလမှာစံတအားပွင့်တယ်။ချစ်ခင်သူပေါ်များနေတတ်တယ်။မိမိရဲ့လုက္ခဏာများကိစ္စတိုင်းမှာထင်ပေါ်နေတတ်တယ်အောင်မြင်နေတတ်တယ်။အဲ့တော့အချိန်ကံအားကောင်းတယ်။တို့မှာတစ်ခုရှိတာလက်ရှိအချိန်မှာလက်ရှိချစ်သူနဲ့နားလည်မှုလွဲတတ်တယ်။ကွဲကွာခြင်းဆိုတာကြီးလဲကြုံတွေ့ရတတ်တယ်။မိမိရဲ့နှူးချားမှာတအူးဝင်လာတတ်တယ်။ ဲ့တော့အခြေခံကကောင်းတယ်ဆက်အဲစမ်းပွင့်နေတို့ဝင်မလဲလို့မိမိစိတ်တုံနဲ့နားလည်မှုလွဲတတ်တယ်ပေါ့နော်နောက်တစ်ခုစမ်းမကြီးစမ်းမကြီးနဲ့ပတ်သက်ပြီးတော့အဓိကကတော့ဒီအတော်ချင်းအားနေတာခါနာတာမျိုးကြီးဖြစ်တတ်တယ်နောက်တစ်ခုကကြတော့မိမိရဲ့ဒီမိမိရဲ့အောင်မြင်ခြင်းတွေကိုမနာလိုသူထပ်ပေါ်လာတတ်တယ် ်မနာလိုသူမိမိရဲ့ချစ်ခင်သူတွေကနေပြီးတော့အနီးကပ်ရန်သူတွေပေါ်နေတတ်တယ်နော်အဲဥစ္စာလေးတတိထားပေးပါနောက်တစ်ချက်ကတော့မိမိရဲ့စိတ်မှာဟောမိမိဘောကောင်းတဲ့အမျိုးသမီးတအူးပေါ်မှာနားလည်မှုလွဲတတ်တယ်အထင်မြင်လွဲတတ်တယ်အဲ့လိုမျိုးအဲ့ဒါကြောင့်မလို့ဒီကာလမှာဖြစ်နိုင်ကိုယ့်ကိုယ်သုံးသပ်ပြီးတော့မှလှုပ်ဆောင်မှုကောင်းမယ်အဓိကကိုယ့်ပေါ်မှာကောင်းတဲ့သူပေါ်မှာပြမမိတတ်တယ်ပေါ့နော်အဲ့ဒီဥစ္စာကလည်းပြောမှဆိုလို့ရှိရင် မိမိရဲ့တန်တရားတော့ဆိုလုံးဝမကောင်းဘောနော်ပြောမစို့လက်ရှိအချိန်ခါကိုကိုကိုတိုင်းသုံးသက်ပြည့်စင်မဲ့ဆိုရင်တော့ရပါတယ်အဲ့လိုမျိုးအဲ့တော့နောက်တစ်ခါကျတော့ဒီလိုကာလမှာဖျားဘူးထွက်ဖို့အတွက်ရည်ရထားတဲ့ခီးမျိုးဆိုရင်ပြက်နေတတ်တယ်ပြက်သွားတတ်တယ်အဲ့တော့ပျော်ရွှင်စရာခီးမျိုးလေးကြီးပြက်တတ်တယ်နောက်တစ်ခါကျတော့ဒီမိမိရဲ့မိမိရဲ့ကိုးကွယ်ယုံကြည်ရတဲ့ဒီ ီသူတူပေါ့မိမိကိုယ်ခွင့်ယုံကြည်ရတာမိမိဒီမိမိဘက်ကဆရာသမားတကယ်တော့ပုံကုတ်မျိုးတွေရဲ့စက်မိုင်းညက်တဲ့တည်င်းမျိုးတွေတားမဲ့အချိန်ကာမျိုးမှာရှိရဲပေါ့နော်အဲ့တော့ကံအားနဲ့ကြည့်မယ်ဆိုရင်ငွေကံအားနည်းတာတခုကလည်းဇနက်အရာအကုန်ကောင်းပါတယ်ဇနက်အရာကုန်ကောင်းတယ်ဆိုတာဒီဒီပြောမှဆိုရင်အခြေအိမ်တော်ကြီးဝေးကြီးဝေးကြီးအားနည်းတယ်အလုတ်ကင်မှာကောင်းမွန်တာဖြစ်တဲ့ကြောင့်မလို့အဲမဆိုးပေါ့နော်အဲ့တော့ဒီလိုကာလမှာလက်ရှိရှင်တွေတခုကနေပြီးတော့ အအညံ့နေဆနာပြောတဲ့အညံ့နေပြပြပြီးကောင်းတဲ့အရာတွေပုံမူဖြစ်လာအောင်မိမိရဲ့ကံအထောက်ပံ့ကောင်းရရှိအောင်လှုပ်ဆောင်တဲ့နဲ့ရေရရကြတော့လှုပ်ဆောင်မစို့မိမိရဲ့ကံအားမြေပုံပြီးထောက်ပံ့ကောင်းရရှိစေနိုင်တယ်ပေါ့နော်အဲ့တော့လှုပ်ဆောင်မယ့်ရေရရကအဓိကကြီးခဲ့သူတဦးကို အဲကြည့်ခဲ့သူအသက်လက်ကြည့်ရမယ်နွမ်းနွမ်းလက်နွမ်းပါရမယ်မရှိနွမ်းမသူကိုဒီဖျောင်းနိုင်တို့လှူလိုက်တဲ့ကုသိုလ်ပြုလုပ်ပေးပါအာမိမိရဲ့မိမိရဲ့ကံကိုပို့ပြီးတော့တပ်ပါစေနိုင်မယ်ပေါ့နော်အာချစ်ရတဲ့ဘုရူသားသမီးရာဟုသားသမီးမိတ်ဆွေတွေအားလုံးအေးချမ်းသာပျော်ရွှင်နိုင်ကြပါစေဆန္ဒနဲ့ဘဝတစ်ထည်တည်းကြနိုင်ကြပါစေရှင်